မြန်မာနိုင်ငံမှာဖြစ်ပေါ်လာတဲ့နိုင်ငံရေးစနစ်ကိုနားမလည်တဲ့ကောင်းနေတာရခိုင်တွေကိုနှိမ်ကြတာဟုတ်ပြီလားโอเคအဒီကဂျူနီဗာစီတီကပေါမုခမြန်မာသားနဲ့ပတ်သက်တဲ့ပေါမုခဒေါက်တာဦးစောထွန်းရဲ့ဇနီးမတ်ဆန္ဒတခါ RFA မှာပြောသလိုပဲစာပေတွေကစရခိုင်ကြပြားတွေကစ လောက်ကလေးရတဲ့အကြောင်းကလုပ်ငန်းခွင်ဝင်ပြီဆိုတဲ့ကြပြလေးကအစရခိုင်ကခိုးချပြီးမြမဟုတ်ပြသွားတာကြံတဲ့ဘာသာရင်ယဉ်ကျေးမှုတော့လမ်းပန်းဆက်သွေးရှင်းရှင်းတော့ခမားတို့ယတနာပုံတင်းမကားဆိုတာဒီအဲ့ဒါရခိုင်ဒင်းကားတွေဟိုဒင်းကားတွေကြည့်ပြီးခမားတို့လုတ်ခဲ့ကြတော့အာကျွန်တော်အစ်အများကြီးမပြောချင်ကျွန်တော်ဆရာဒေါက်တာဦးတန်းထွန်းနဲ့ အာဗမာပြည်မှာနေတော့အတူတူကျွန်တော်ခီးသွားမှုတယ်ပကံကိစ္စတွေကျွန်တော်တို့သွားလေ့လာတယ်တရာပါမျိုးရိုးတွေကျွန်တော်လေ့လာခဲ့တယ်နော်အဲ့ဒီမှာဘာဖြစ်သွားလဲဒီကမင်းဘီရင်လေငါတားလို့ချင်းအောက်ကပြတာကြုံအကုန်လောက်ရတာလေခင်ဗျအုပ်အစိုးတွေအကုန်လုံးထိုက်ထပ်ပြီးတော့ရှိသမျှပကံအစ်စ်ပင်နေအရင်တော့ခင်ဗျတို့ကြားမှုမှာပေါ့ပြူစောတီးငှက်ပြတဲ့နေရာလေး ဟုတ်တယ်မလားလူကောင်တိုးပေါက်လို့မရတဲ့တိုးလို့မရတဲ့တောကြီးတွေပြောင်တလင်းခတ်သွားအောင်အမိတ်ပေးပြီးတော့တဘာဝပတ်ဝန်းကျင်ပြက်စီးအောင်အုပ်ချုပ်ခဲ့တာဗျာနော်ပကန်းဆိုတာခမရကြောင်တကောင်ကျွတ်တပြီးတိုးရတာအမတန်ခက်တဲ့နေရာတစ်ချိန်လုံးကဒါကမ္ဘာတမိုင်းမှာဟုတ်လားဒါခင်ဗျားတို့ပွင့်လင်းပြောပြမယ်ဗျာမာကိုပိုလိုကိုတိုင်ရေးထားတာရှိတယ် မှန်ပြောင်းနဲ့ကြည့်လိုက်ရင်တောထူလွန်လို့တဲတဲကွက်ကွက်တိတိကျကျဘာမှမမြင်ရဘူးတဲ့ဟုတ်ပြီလားအဲ့လောက်ကိုတောထူခဲ့တဲ့ပကံအဲ့ဒါကိုအုတ်အဆိုတွေထပ်ထပ်ပြီးတော့အဆိုအဆိုချင်းကြေးဆက်တယ်လို့ပေါ့ဗျာရှိသမျှအပင်အားလုံးကိုခုတ်ခုတ်ပြီးတော့အဲ့ဒီမှာပုံပြီးမီးရှို့ခဲ့တာဗျာမီးရှို့ပြီးဆောက်ခဲ့ကြတာဒါကြောင့်ပကံမှာအင်္ဂရိမရှိတာဒါပဲ ဘာရဏတိဒီတိုင်းဖြစ်သွားတယ်ဘာရဏတိဆိုတာတစ်ချိန်တုန်းကခမရအရေးအဝါတတွေနဲ့ဘလောက်ကိုအေးချမ်းခဲ့တဲ့နေရာဟုတ်တယ်နော်ဒါပဲကျွန်တော်ပြောနိုင်တယ်ရခိုင်တွေကတော့အဲ့လိုမဟုတ်ပါဘူးနောက်တစ်ခုထပ်ပြောမယ်ကျွန်တော်မဟာမြတ်မုဏိဖျားကြီးအကြောင်းပြောရင်ဇလန်တော်တော်ရှုပ်လို့ကျွန်တော်ကတိတ်တော့မပြောခြင်းဘူးဒါပေမဲ့တမိုင်းအခြေခံတော့ရက်ခိုင်ဖြစ်တယ် ဟုတ်ပြီနော်ဆိုတော့ရခိုင်ပြည်နယ်ကြီးကိုခင်ဗျားတို့ကဒါပြည်နယ်လို့တတ်မှတ်ပြီမဲ့တို့ကကိုမင်းကိုချင်းနဲ့နေလာတဲ့တိုင်းပြည်ဗျဟုတ်ပြီလားအခုရခိုင်နေအားလုံးယုံကြည်အားကိုးတဲ့အရခတ်တက်တော်ကြီးကရခိုင်ပြည်နယ်ကြီးကိုတို့နိုင်ငံအဖြစ်ရယူသွားတော့ရောခင်ဗျားတို့ကဘာတွေဆုံးဆုံးသွားတာခင်ဗျားတို့ကဘာတွေပေးလိုက်ရလဲ ခင်များတို့တသက်လုံးနှိုက်ယူစားသုံးလာတဲ့ရခိုင်အရင်းမြစ်တွေဘလောက်များတယ်ခင်များတို့ကဟိုမိုးခါလေးပြလိုက်ဘာလေးပြလိုက်နေခင်များလေရင်ပေါ်ကချတဲ့တွတ်တချက်ကိုဘိုလ်ချုပ်တယောက်ရဲ့เนาะဝန်ကြီးတယောက်ရဲ့ဘေးရလူနှစ်ယောက်ရဲ့စက်ကူလောက်ရှိတဲ့တွတ်เนาะတွတ်တော်ပါတဲ့တွတ်ကိုလေးယောက်ကင်ပြီးဓာတ်ပုံရိုက်ပြတဲ့မြမနိုင်ငံကြီးစောက်ပေါ်ဆန်လုံးနဲ့ ခွေးမသားဆန်လွန်းတယ်အောက်တန်းသားဖြစ်လွန်းတယ်ငါကိုရှဲกว่าအကုန်တိတယ်ခွေးတခိုးတယ်ငါပြတ်တယ်กว่าမင်းတို့မှတ်ထား